င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနည်းနဲ့အရင်းရှင်နိုင်ငံကြီးနှစ်ခုရဲ့အားပြိုင်ပွဲကြာကမြန်မာနယ်ဦးတော်လိုင်းကြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံဟာပထဝီနိုင်ငံကြီးရာစီးပွားရေးအင်အားကြီးပြီးလူဦးရေထူထပ်တဲ့အရင်းရှင်စီးပွားရေးစနစ်ကျင့်သုံးနေကြတဲ့တရုတ်နိုင်ငံနဲ့အိန္ဒိယတို့လိုနိုင်ငံကြီးနှစ်နိုင်ငံကြားမှာရှိနေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်စီးပွားရေးနဲ့လူဦးရေများပြားရုံသာမကအဲ့ဒီနိုင်ငံနဲ့ဟူဟာယူကလီးယားပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးပဲဖြစ်ပါတယ်ဒါအပြင် င်တရုတ်နဲ့အိန္ဒိယနဲ့နိုင်ငံဟာစီးပွားရေးရရောကမ္ဘာပတ်ဝန်းကျင်ရရောအားပြိုင်နေကြတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။ စီးပွားရေးထွက်ပေါက်တဲ့အတွက်အဲ့ဒီနိုင်ငံစလုံးကမြန်မာနိုင်ငံပေါ်အပြိုင်ဆိုင်ပါဝါချက်တွင်နေကြတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။တရုတ်ဟာတိကျောင်းမြေယတနာရီနဲ့မြေရှားအတွက်မြန်မာနိုင်ငံတွင်စေအုပ်စုနဲ့ပူးပေါင်းပြီးတရားဝင်ရောတရားမဝင်ပါချက်တွင်တူဖော်ယူနေတာလည်းဖြစ်ပါတယ်။တရုတ်နဲ့မြန်မာကြားကဆက်ဆံရေးဟာရှင်ကြီးပြူငါတဲ့တန်ကင်းတမန်ကင်းများရှိသည့်အတိုင်းမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ဆက်ဆံရေးကအမြဲတမ်းအထူးတလဲလှိုင်းလဲနေမှုမျိုးမဟုတ်ခဲ့ပါဘူး။ ကုန်းတွင်းပိုင်းများစုဖြစ်ပြီးကြီးမားကျယ်ပြန့်တဲ့တရုတ်အင်ပါယာက၎င်းတို့ရဲ့အနောက်ပိုင်းနဲ့အနောက်တောင်ပိုင်းမှာကုန်းတွင်းပိတ်ပြည်နယ်များအတွက်ပင်လယ်ထပ်ပေါင်းများကိုရရှိဖို့အစဉ်တစိုက်ဖော်ဆောင်နေကြတာဖြစ်ပါတယ်။အဆိုပါတရုတ်နိုင်ငံရဲ့ကုန်းတွင်းပိတ်ပြည်နယ်များအတွက်ပင်လယ်ထပ်ပေါင်းရရှိရေးဖော်ဆောင်တဲ့မူဝါဒဟာ18ရာစုနောက်ကပဲစတင်ခဲ့တာဖြစ်ပြီးဒီကနေ့ကာလမှာလည်းတရုတ်နိုင်ငံနဲ့ဥရောပအာရှဒေသများကြားကုန်းသွင်းလမ်းကြောင်းတင်များဖွင့်လှစ်နိုင်ဖို့တရုတ်နိုင်ငံကောင်ဆောင်ရှိခြင်းဖြင့်အဆိုပြုထားတဲ့ခေတ်သစ်ပိုးလမ်းမှဖွံ့ဖြိုးရေးမဟာဗျူဟာမှတည်တာထင် င်ရှားစွာမြင်တွေ့ရမှာဖြစ်ပါတယ်မြန်မာစင်ကြားဟာတရုတ်နိုင်ငံကိုတောင်အာရှနဲ့အရှေ့တောင်အာရှနိုင်ငံများကိုရောက်ရှိစေနိုင်တယ်လို့အိန္ဒိယသမုဒ္ဒရာဒေသတစ်ခုလုံးကိုလည်းရောက်ရှိစေနိုင်ပါတယ်ဒါကြောင့်လည်းတရုတ်နိုင်ငံမှာဘသူကအုပ်ချုပ်နေသည်ဖြစ်စေမြန်မာနိုင်ငံဟာ၎င်းတို့ရဲ့ပြူဟာအရှာအရေးပါဆုံးသောနေရာတစ်ခုအဖြစ်အမြဲတမ်းဖြစ်နေကြတာပါ1960နှစ်များအတွင်းကလေးကတရုတ်ချင်းမင်းဆက်ကမြန်မာနိုင်ငံကိုတင်ပိုက်ဖို့အတွက်လေးချိန်ချီတက်တိုက်ခိုက်ခဲ့ပြီးမြန်မာတို့ရဲ့ပြန်လည်ခုခံမှုတွေကြောင့်အကြအဆုံးလွန်စွာများပြားခဲ့ပြီးရဲ့နောက် တရုတ်တပ်များပြန်လည်ဆုတ်ခွာခင်ရပါတယ်။အဲ့ဒီတုန်းကမြန်မာပြည်နိုင်ငံရဲ့တံပြန်တိုက်စစ်ကနှစ်နိုင်ငံကြားမှာဒီကနေ့ရှိတဲ့နယ်နိမိတ်ကိုချမှတ်နိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံဟာဗြိတိရှားကိုရောက်ရှိလာတဲ့19ရာစုအထိလွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့ရပ်တည်နိုင်ခဲ့ပြီးဗြိတိရှားကိုလိုနီပြုမှုကတရုတ်နိုင်ငံကိုမြန်မာနိုင်ငံနဲ့ပူးပြီးအလန်းကွာစင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းမြန်မာနိုင်ငံက1948ခုနှစ်ဇန်နဝါရီလနေ့ရက်နေ့မှာလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီးမော်စီတုံးရဲ့ကွန်မြူနီတီက1949ခုနှစ်အောက်တိုဘာလရက်နေ့မှာတရုတ်ပြည်သူသမ္မတနိုင်ငံ PRC ကိုထူထောင်ချောင်းကြီးညာလိုက်ပြီးနောက်ပိုင်းမှာနှစ်နိုင်ငံဆက်ဆံရေးမှာခက်တဲ့တစ်ခုကိုပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ဒါပေမဲ့လည်းလွတ်လပ်ရေးရပြီးစရှိပိုင်းမှာတရုတ်နိုင်ငံရဲ့နိုင်ငံရေးမူဝါဒဟာမြန်မာအစိုးရကိုစန့်ကျင်တော်လှန်ခင်ကြတဲ့ဗမာပြည်ကွန်မြူနီတီပါတီပါကဖာကိုအပြေးအဝထောက်ခံခဲ့ပါတယ်။1900 2016ခုနှစ်နောက်ပိုင်းမော်စီတုံးကွယ်လွန်ပြီးရနောက်တိန်လျှောက်ဖိန်ဆန်အာနာပြန်လည်ရရှိထားတဲ့ 1998ခုနှစ်အတွင်းတရုတ်နိုင်ငံကရှန်ကုန်မြို့မှာမြန်မာအစိုးရကိုပြန်လည်ချဉ်းကပ်လာခြင်းဖြင့်တတိယနိုင်ငံရဲ့မြန်မာနိုင်ငံပေါ်ထားတဲ့မူဝါဒအပြောင်းလဲစတင်ခဲ့ပါတယ်။တချိန်တည်းမှာပဲတရုတ်နိုင်ငံကပါကဖာကိုဆက်လက်ထောက်ပံ့မှုတွေပြုလုပ်ခဲ့တော့လဲအတိုင်းအတာများစွာရှော့ချခဲ့ပါတယ်။အဲဒီနေ့ကစပြီးအနောက်နိုင်ငံတွေကမြန်မာနိုင်ငံပေါ်စစ်အစိုးရရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်အရင်းယူပိတ်ဆို့မှုတွေပြုလုပ်လာချိန်မှာတရုတ်နိုင်ငံကစီးပွားရေးဆက်ဆံမှုတွေတုံ့ပြန်ခြင်းနဲ့စစ်အစိုးရရဲ့လူခွင့်ရေးချိုးဖောက်မှုတွေပေါ်နိုင်ငံတကာရဲ့ဝေဖန်ပြစ်တင်မှုတွေကိုနိုင် င်ငံရေးအကာအကွယ်ပေးခြင်းများဖြင့်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ဆက်ဆံရေးအစ်ကိုထူထောင်ပြီးရခိုင်ကာလာများထပ်ပေါ်ပြီးမြန်မာနိုင်ငံတွင်ကိုစီဝိုင်းရနိုင်ငံရေးထိုးပေါက်ဝင်ရောက်လာခဲ့တာဒီကနေ့အချိန်ထိပဲဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယဟာလည်းဟိမွန်တာဒေသကစားလို့တရုတ်နဲ့ထိစပ်နေတဲ့နယ်နိမိတ်အငင်းပွားမှုတွေအတွက်မြန်မာနိုင်ငံကိုကြားကန်ကွာကွင်ယူဖို့ကြိုးစားနေရလည်းဖြစ်ပါတယ်။အဲဒီလိုပထဝီနိုင်ငံရေးပြူဟာကြကြပြီးနှစ်ဖက်မှာရှိနေတဲ့တရုတ်နဲ့အိန္ဒိယနိုင်ငံတွေဟာသူတို့ရဲ့ပါဝါအာဏာနဲ့အကျိုးစီးပွားအတွက်ခေဆက်ဆက်ဆီအာနာရှင်တွေတဲ့ ထိတွေ့ဆက်ဆံခဲ့ကြပြီးမြန်မာနိုင်ငံတွင်သူတို့လူတို့ပုံဖော်နိုင်ဖို့ ဆရာနာရှင်ကောင်းဆောင်တွေကိုထောက်ပံ့ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံဟာကိုလိုနီခေတ် မတိုင်ခင်ကတည်းကနိုင်ငံကူးလူဆက်ဆံမှုတွေရှိခဲ့သလိုကိုလိုနီခေတ်မှာလည်းကိုလိုနီလက်အောက်ကလွတ်လပ်ရေးကြိုးပမ်းနေချိန်ခါမှာလည်းနိုင်ငံကောင်းဆောင်တွေအချင်းချင်းကြားရင်းနှီးတဲ့ဆက်ဆံမှုတွေရှိခဲ့ကြသလိုနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွေမှာအပြန်အလှန်အားပေးကူညီမှုတွေရှိခဲ့ကြပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရာပြီးကာဇာနှစ်တွင်မှာဖြစ်ပွားခဲ့တဲ့ပြည်ရင်းစစ်အတွင်းအိန္ဒိယကမြန်မာကိုလက်နက်အကူအညီတွေပေးခဲ့သလို1955ဗန်တောင်ညီလာခံမှာလည်းတရုတ်အင်ဒို ုနီးရှား၏ခြေမြန်မာနိုင်ငံတွင်နေအတူငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုကြီးတွေကိုကြီးညာခဲ့ကြပါတယ်။နှစ်နိုင်ငံစလုံးမှာဗမလိုက်တဲ့နိုင်ငံ၏မူဝါဒနဲ့ဆိုရှယ်လစ်စနစ်စီးပွားရေးစနစ်တွေကျင့်သုံးရမှာလည်းတူညီကြပါတယ်။ဥနုအစိုးရနောက်မှာတန်လာတဲ့ဆရာနာရှင်ဗိုလ်ချုပ်နေဝင်လက်ထက်မှာလည်းအိန္ဒိယနဲ့တရုတ်နယ်စပ်ပြဿနာကြောင့်ဆက်ဖြစ်ပွားရမှာပြည်လည်စီဖို့တခြားဒေသတွေနိုင်ငံတွေနဲ့အတူတူကြိုးပမ်းဖြေရှင်းလာခဲ့ပါတယ်။၁၉၈၈မြန်မာဒီမိုကရေစီလှုပ်ရှားမှုတွေအပြီးအိန္ဒိယဝန်ကြီးချုပ်ရာချစ်ကန်ဒီလက်ထက်နေဆက်ကိုရောက်ရှိလာတဲ့တက်ကြွလှုပ် ရှားသူတွေကိုခုံလုံခွင့်ပေးတာအားပြီးကူညီမှုတွေလုပ်ခဲ့တဲ့အတွက်ဆဲအစိုးရရင်းနဲ့အိန္ဒိယနိုင်ငံသားဆက်ဆံရေးအေးဆန်လာခဲ့ပါတယ်မြန်မာတိုက်ခိုက်ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုနေယူစုချင်းမြင့်ခဲ့တာတွေလည်းရှိပါတယ် ဒါပေမဲ့ credit နဲ့တောင်ပြင်းနေလို့နေမှာတော့အိန္ဒိယနိုင်ငံရဲ့အရှိကြီးမူဝါဒအရာတရုတ်နိုင်ငံနဲ့ပုံမနီးစပ်နေတဲ့မြန်မာနိုင်ငံကိုစီဝါရေးတန်မှန်ရေးနဲ့နေဆက်လက်နက်ကင်တွေထိန်းချုပ်ရေးကိစ္စတွေမှာအာဏာသိမ်းစစ်အစိုးရတွေနဲ့ပူးပြီးထိတွေ့ဆက်ဆံလာတာတွေ့ရပါတယ်။နေဆက်ကတဆင်းမြန်မာနိုင်ငံကိုဖျက်ပြီးတခြားအာရှနိုင်ငံတွေနဲ့အဝေးပြင်းလမ်းမကြီးစီမံကိန်းတွေပြည်တွင်းမှာရှင်းလင်းမြှုပ်နှံမှုတွေလုပ်မဲ့အစီအစဉ်တွေလည်းရှိလာခဲ့ပါတယ်။မြန်မာနိုင်ငံမှာဒီမိုကရေစီပြုပြင်ရေးတွေပေါ်ပေါက်လာပြီးတဲ့နောက်တနနိုင်ငံခေါင်းဆောင်တွေအပြန်အလှန်လဲပတ်သွားလာတာအစိုးရပိုင်းပူးပေါင်းဆောင်ရွက်မှုတွေပူးပြီး တိုးတက်လာတာတွေ့ရပြီးမယ်လက်ရှိမင်းအောင်လှိုင်ဦးဆောင်တဲ့ဆရာနာသိမ့်မှုအပြီးမှာတော့အိန္ဒိယနိုင်ငံဟာ၎င်းတို့ရဲ့အရှိကြီးမူဝါဒနဲ့ပြောင်းလဲလာတဲ့နိုင်ငံကောင်းဆောင်တွေရဲ့နိုင်ငံရေးအကျိုးစီးပွားတွေအရာအာဏာသိမ်းစရုပ်စုဘက်ကိုတီတီတာတာထောက်ခံခဲ့တာကိုတွေ့ရပါတယ်စစ်ကောင်စီရဲ့အတွက်ဆက်လက်နဲ့ပြည်စည်းရောင်းဝယ်ရေးနဲ့အတူမြန်မာနိုင်ငံအတွင်းအိန္ဒိယနိုင်ငံရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံကိုဖြတ်ပြီးအိန္ဒိယသမုတ်ပညာဘတ်ထမဲစီးပွားရေးစင်ကြံပိုလန်မှာအစီအစဉ်ကိုကာကွယ်နိုင်ဖို့စရုပ်စုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုထူထောင်ခဲ့တာဖြစ်ပါတယ်ဒ ဒါကြောင့်စီးပွားရေးအင်အားတောင့်တင်းမှုနဲ့အတူနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးနဲ့နိုင်ငံသားမှပထဝီအနေထားရရောက်ရှိနေတဲ့မြန်မာနိုင်ငံဟာဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့နှွေဦးတော်လိုင်းအောင်ပွဲရရှိဖို့အတွက်နိုင်ငံကြီးနဲ့နိုင်ငံရဲ့စီးပွားရေးရမြန်မာအရှေ့ပါဝင်ဆက်ဖက်နေမှုဟာအဟန့်တာတစ်ခုဖြစ်စေခဲ့ပါတယ်။ဒါကြောင့်အင်းဒီစင်ကောက်မပြီးတာတဲ့အရင်းရှင်နိုင်ငံကြီးနှစ်ခုကြားကမြန်မာဒီမိုကရေစီတိုက်ပွဲဟာမိမိတို့မြန်မာနိုင်ငံသားတွေတော်လန်ပြည်သူတွေကိုယ်တိုင်ပုံမိုးစည်းလုံးနဲ့စုစည်းမှုနဲ့အရာယူကြရမှာဖြစ်ပါတယ်။ နောက်ထပ်တပုံးအနေနဲ့စစ်တပ်စစ်ကြောင်းတွေနောင်ချုံနဲ့ပုံနီးလာတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ဦးလွင်ကလာတဲ့စစ်တပ်စစ်ကြောင်းရှေ့တိုးလာတယ်လို့သိရပါတယ်။ကိုကံရွာကိုလည်းစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ဒီမှာတိုက်ပွဲတွေပြင်းထန်နေပြီးပြည်ဦးလွင်ကနေလာတဲ့စစ်ကြောင်းကအုံမခရွာထိရောက်လာပြီးနောင်ချုံနဲ့နီးကပ်လာနေပြီလို့နောင်ချုံမြို့ကန်တွေကပြောပါတယ်။ အခုကမြို့တောင်ဘက်မှာလည်းမြက်ချင်းနူမှာတိုက်ပွဲတွေဖြစ်နေတဲ့အခုနောင်ချိုကနေကိုလက်နက်ငယ်တန်တွေကြားနေရတဲ့အထိဖြစ်နေပြီးပြည်ဦးဝင်လမ်းပိုင်းကလည်းအုံမခရောက်လာတယ်လို့နောင်ချိုမြို့ကမြို့သမီးတောင်ကပြောပါရယ်။စွန်လနေ့ရက်မှာလည်းညနေ၄နာရီလောက်ကစပြီးမြက်ချင်းနူရွာမှာတိုက်ပွဲတွေပြင်းထန်နေရလို့၎င်းကဆက်ပြောပါရယ်။နောင်ချိုမြို့နယ်မှာအုံမခမြက်ချင်းနူလုံဆန်းနေကြောက်တော်ကြီးရွာတို့မှာစစ်ကောင်စီနဲ့ဇက်တိုင်ဆက်လက်တပ်ပွဲဖြစ်ပွားခဲ့တယ်လို့တောင်တက်မတော်ဒန်ယန်နယ်ကဒီကနေ့မှထုတ်ပြန်ပါရယ်။စူလိုင်တရနေ့ကအုံမခကြီးရွာမှာစစ်တပ်နဲ့တောင်တက်မတော် DNL လို့တိုက်ပွဲ ဲဆက်လက်ဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကနေချောင်းကနေပုံနှလုံးလာကျဲခဲ့တယ်လို့ဖော်ပြထားပါတယ်။အုံမခရွာဟာပြည်ဦးတွင်နောင်ချိုလမ်းပေါ်မှာရှိပြီးနောင်ချိုမြို့နယ်ရှစ်မိုင်กว่าဝေးပါတယ်။အုံမခရောက်ပြီးပြီးခဲ့တဲ့အပတ်ကရှီမောင်တန်ကျေးရွာမှာတိုက်ပွဲတွေဖြစ်နေတာပါ။ဒါအပြင်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နောင်လင်ကျေးရွာကိုလည်းလက်နက်ကြီး35လုံး၊ဒရုန်းနဲ့ပုံ23လုံး၊နားမုံနဲ့ရွှေပြည်ညွန့်ကျေးရွာကိုလည်းလက်နက်ကြီး၄လုံး၊ကြောက်ကြမ်းကျေးရွာကလည်းလက်နက်ကြီး၄လုံးနဲ့ကတဲ့မြောင်ကျေးရွာမှာလည်းလက်နက်ကြီး၄လုံးဖြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထပ်မံဖော်ပြထားပါ Bahrein, vale. ရွှေပြည်ညွန့်ကျင်းရွာဟာကိုကန့်လူမျိုးတွေစုဝေးနေတဲ့ရွာဖြစ်ပါတယ်။1993မှာကိုကန့်တပ်ဖွဲ့ဝင်အချင်းချင်းပြဿနာဖြစ်ပြီးနောက်ဆက်တွဲဖြစ်နဝတာအစိုးရရဲ့ဗိုလ်ချုပ်ခင်ညွန့်ကဖုန်ကြားရှင်ရဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေကိုခေါ်ယူပြီးနောင်ချိုတောင်ဘက်မှာနေရာချထားပေးပြီးရွှေပြည်ညွန့်ကျင်းရွာလို့အမည်ပေးခဲ့တာပါ။2014တကောင်စင်းရရွှေပြည်ညွန့်ကျင်းရွာမှာလူဦးရေ4600ကျော်နေထိုင်ခဲ့ပါတယ်။စွန်လတရက်ကလည်း30ကျင်းရွာကိုစစ်ကောင်စီတပ်ကလှေကြောင်းကနေပုံစံတစ်လုံးကျင်းချတိုက်ခိုက်လို့ဒေသခံပြည်သူ၃ဦးတိဆောင်ပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတရဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စည်ရေးတတိအမြင်ရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီလန်တွေလိုက်နာဆောင်ရွက်ဖို့လည်းတိုက်တွန်းထားပါတယ်။စစ်ကောင်စီက TNL သိမ်းယူထားတဲ့နောင်ချုံမြို့ကိုပြန်သိမ်းဖို့ထိုးစစ်ဆင်နေတော့မှနောင်ချုံမြို့နဲ့လေးမိုင်ကျော်တသားပဲဝေးတော့တယ်။ ညချင်းနုရွာနေနောင်အောရွာကိုဇွန်လ30ရက်မှာတင်ယူလာနိုင်ပြီလို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကညချင်းနုရွာနေနောင်အောရွာတို့မှာ TNL နဲ့စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအခုတော့ TNL ကအဲ့ဒီရွာကိုလက်လွတ်ပေးလိုက်ရတာပါ။နောင်ကျူဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီး TNL ထံတရေဌာနကဆက်သွယ်နေစဉ်ဖြစ်ပါတယ်။စစ်ကောင်စီတပ်ကဆုံးရှုံးထားတဲ့နောင်ကျူမျိုးစီကိုစစ်ကြောင်း၃ကြောင်းနဲ့အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ပြင်းထန်ခဲ့ပါတယ်။ TNL ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကနောင်ကျူမျိုးကို2024စ ွန်လ25ရက်မှာစတင်နေ2029ခုနှစ်စစ်စင်ရေးဒုတိယလိုင်းစတဲ့နေ့မှာပဲတင်ပိုင်ခဲ့တာပါတောင်ခမ်းရွာနီကအမြောက်တိုင်ရင်းတွေကပါနောင်ချုံမြို့နယ်တွေကကျန်းစစ်သက်စကန်တွင်အလုံးကို2024စူလိုင်ဆယ်ရက်နေ့မှာအပိသက်တင်ပိုက်ခဲ့တာဖြစ်တယ်လို့တရင်မှဖော်ပြပါရှိပါတယ်ရှင်